င်္ဂါပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVP ရုံမြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒီကနေ့မှာကြားရတဲ့မြန်မာတက်ကရစ်1388ခုနှစ်အတွက်သတင်းကြော်လပြင်းနဲ့အဘိဓမ္မာအခါတော်နေ့မှာနိုင်ငံတော်မျက်နှာလိုတင်စားကြတဲ့ရန်ကုန်မြို့ကရွှေတဂုံစီတီတော်မှာဖျားဖူးပြည်သူတွေနဲ့အထူးစီကားခဲ့ပါတယ်ရန်ကုန်မြို့ဟာအခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေရှိစစ်ရှောင်မိသားစုတွေပြောင်းရွှေ့ခိုးလုံရာပြည်တွင်းနောက်ဆုံးခံတပ်ဖြစ်လာတဲ့အတွက်တနစ်ထက်တနစ်လူရည်ပုံများလာပါဗျ အခုလောအခါကြီးရက်ကြီးတွေနေမှာလဲပုံမော်စီကားလာတာကိုတွေ့မြင်ရပါတယ်ဒီနေ့မှာဆိုရင်စစ်ကော်မရှင်ကရန်ကုန်တမျိုးလုံးရှိ မြို့နယ်အလိုက်ရက်ွက်လိုက်ပျော်ပွဲရှင်ပွဲဆန်နှပွဲဇေဒန်းတွေကိုလဲပြန်လဲဖွင့်လှစ်ပေးခဲ့ပါတယ်ခင်ဗျာ ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်အတွင်းရှိနမ်မတူမြို့နယ်ဒီဘောမြို့မှာအော်တိုဘားလ6ရက်သတင်းကြော်လပြင်းနဲ့မနက်9နာရီခွဲကျော်အချိန်စစ်ကောင်စီက Jet Fighter နဲ့ထပ်မံဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသခံတွေကနေသိရပါဗျ။သတင်းကြော်လာပြင်းနဲ့မနက်9နာရီမိနစ်30ဝန်းကျင်နမ်မတူမြို့ပန်ဟာရက်ကွက်နစ်ကိုချက်လျင်နဲ့ဘုံကျဲသွားခဲ့တာလို့ဒေသခံကပြောပါရယ်။လျင်ဘုံကျတဲ့နေရာနဲ့တော်တော်လန်းလန်းပန်ဟာရက်ကွက်တင့်နဲ့၃နေအထိအိမ်တွေရဲ့အမှန်တွေခွဲကမျက်နှာချက်တွေပြုတ်ကြကုန်တယ်လို့သူကဆက်ပြောပါရယ်။ စစ်ကောင်စီကနမတူမြို့မှာဘုံကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်၄မိနစ်အကြာမှာတိဘောမြို့တဲကိုလည်းဘုံကျဲတိုက်ခိုက်သွားခဲ့တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်။လာပြင်းနေ့မှာဖျားသွားကြောင်းတက်ဖုန်ကြီးကြောင်းရောက်နေချိန်မို့လို့လူထိခိုက်မရှိတာလို့သိရပါရယ်။နမတူမြို့မြို့မှာဈေးရက်ကွက်နှစ်ဒီကနေ့ Jet Fighter နဲ့ဘုံကျဲခံရမှုမှာတော့နေအိမ်၆လုံးထိမှန်ပျက်စီးခဲ့ကြောင်း TNL သတင်းနဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာ။ တော်လန်အမှုပညာရှင်တွေရဲ့ Now and Ever ထာဝရနောင်ကျိုးရုပ်ရှင်အထူးဘွဲ့ကို American ပြည်ထောင်စု Maryland ပြည်နယ်မှာပြသခဲ့ပါတယ်။တူတာချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။တော်လန်အမှုပညာရှင်တွေဖြစ်တဲ့ Director Christina Key တယောက်ဆောင်ဇန်ခီနဲ့ Academy ပိုင်ဖြိုးသူကိုဦးဆောင်ဖန်တီးထားတဲ့ Now and Ever ထာဝရနောင်ကျိုးရုပ်ရှင်အထူးဘွဲ့ကိုဒီသောဆန္ဒချိန် October 9ရက်နေ့မိုးလယ်ပိုင်းက American ပြည်တော်စု Maryland ပြည်နယ် Regal Majestic ရုပ်ရှင်ဥမာပြသခဲ့တာပါရုပ်ရှင်ပြပွဲကို Washington DC နဲ့ Maryland ပြည်နယ်ရောက်မြန်မာတွေလာရောက်အားပေးခဲ့ကြပြီးတော်လန်အမှုပညာရှင်တွေနဲ့အတူရည်တည်ကြောင်ပြသခဲ့ကြပါတယ်ဒီနိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာရုပ်ရှင်ပြိုင်ပွဲတွေမှာ တကယ်ကိုသူတို့ကအရေးရှင်းရှိရှိနဲ့နိုင်ငံတကာနဲ့ရေမောင်တိုင်းပြီးလုံနိုင်တဲ့အမှုပညာရှင်တွေဖြစ်တယ်။ဒါကြောင့်မို့လို့သူတို့ရဲ့အမှုပညာလက်ရာတွေသူတို့ဖန်တီးထားတဲ့ဟာတွေကဒီအမေရိကန်ပြည်ထောင်စုအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ဒီလိုမျိုးအမှုပညာပြပွဲတွေရုပ်ရှင်တွေမှာသူတို့အတွက်ပြဖို့အတွက်ထိုက်တန်နေအားလုံးကဒီတစ်ခုတည်းတွေမဟုတ်ဘူးပေါ့နော်။ကျန်တဲ့ပြတဲ့ဟာတွေမှာပါဝိုင်းပြီးတော့မှဒီလိုမျိုးချိမြောက်ပေးကြပါအားပေးပေးကြပါကြည့်ရှုပေးကြပါလို့ကျမတို့ကတော့အမှုပညာရှင်တွေရဲ့ကိုးစားပေါ့နော်ပြောချင်ပါလိမ့်ရှင်။ ဆရာနာသိမီနောက်ဒေါ်လန်မျိုးပညာရှင်တွေဟာပြည်တွင်းမှာရှင်သန်ရည်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ပြည်ပရောက်မြန်မာတွေရဲ့အားပေးမှုနဲ့သူတို့မျိုးပညာတွေဆက်လက်ရှင်သန်နိုင်ရေးကြိုးစားအားထုတ်နေကြတာပါ American Bureau ရဲ့မြို့တော်မှာအထိဒါလိုဒီလိုမြန်မာရုပ်ရှင်တွေကထိုးဖောက်လာတယ်ကျွန်တော်တို့ကဝမ်းသာတယ်အထူးသဖြင့်တိုင်းပြည်မှာဒီလိုပြောက်ခွင့်ပြန်ရမယ်သူဖန်တီးခွင့်တွေပြန်ရဖို့မျှော်လင့်တာပေါ့မျှော်လင့်ရင်းနဲ့ဒါကျွန်တော်လည်းတစ်ဖက်ကတိုက်ပွဲဝင်နေတဲ့ဓာတ်တွေကိုပြနေတာဖြစ်ပါတယ် တော်တော်လန်ပြည်သူတွေဘက်ကဆိုလို့ရှိရင်အများကြီးယက်တီပေးခဲ့တယ်သူတို့ရဲ့အမှုပညာဆိုတာလည်းအမခန့်လောက်တယ်တော်လန်ရေးပေါ်မှာလည်းသူတို့တစ္ဆာရှိတယ်သူတို့ရဲ့စူးစမ်းမှုမှုပညာကိုလည်းအားပေးတဲ့အတွက်ကြောင့်မလို့လာရောက်အားပေးတာပါရှင် down and ever ထရနောင်ကျိုးရုပ်ရှင်ကို American ပြည်တော်စုမြို့ကြီးဆယ်ကူးမှာဇက်တက်ယုံတင်ပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာလည်းဒီပိုင်းနဲ့ယုံတင်ပြသနေတာဖြစ်ပါတယ်။ down and ever ထရနောင်ကျိုးရုပ်ရှင်ကိုမြန်မာနိုင်ငံမှာယုံတင်ပြသတော့ကလည်းပြည်သက်တွေရဲ့တခင်းနဲ့အပြည့်မှုကိုရရှိခဲ့ပါတယ်။ ကျွန်တော်သူတချမ်းသာပါတွင်စက်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲယုံမှုစက်ကင်နဲ့မဲယုံတာဝန်ယူရမယ်ဝန်ထမ်းတွေအနေနဲ့မဲစင်းပမပါကြည့်ရှုပြီးစင်ရမပါရင်အကြောင်းကြားဆောင်ရွက်ဖို့စစ်ကောင်စီကလှုံ့ဆော်ခိုင်းနေတယ်လို့ပြည်ညာဝန်ထမ်းတွေနဲ့နှိဆက်သူတွေစီကနေသိရပါဗျာ ရကြွေးရုံးနဲ့မှာကတ်ထားတဲ့မဲစင်းတွေကိုမဲရုံတာဝန်ယူရမယ့်ပညာရေးဝန်ထမ်းတွေထွေအုပ်နဲ့မိသက်ဝန်ထမ်းတွေကိုသွားစစ်ခိုင်းတာဖြစ်ပြီးမဲစင်းမားတာနဲ့နာမည်မပါတာတွေရှိရင်မဲစင်းပြန်ပြင်ဖို့ခိုင်းနေတယ်လို့ဆိုပါတယ်မဲယုံတာဝန်ယူရမယ့်သူတွေကကြိုတင်မဲပေးရမှာဖြစ်ပြီးမဲမပေးတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုအရေးယူမယ်လို့ချင်းချောက်နေကြအောင်အုပ်ချုပ်ရေးဝန်ထမ်းမိသားစုဝင်တယောက်က DVB ကိုပြောပါတယ်။ ပတိန်မြို့နယ်ကရကြေးရုံးနယ်မှာအော်တိုဘားလာဇန်းကစတင်ပြီးမဲဆင်းတွေကတ်ထားကမဲဆင်းလာရောက်ကြည့်ရှုသူမရှိဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။ပတိန်မြို့နယ်မှာ2015-2020ရွေးကောက်ပွဲတွေအတွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ကနေရာဆောင်အနိုင်ရခဲ့တယ်လို့မှတ်တမ်းတွေရသိရပါဗျခင်ဗျာ။ TVP ရုံးမြင့်တဲ့ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။